တွင်နီသိန်းနံနဲ့ရုပ်ရည်ချင်းစင်တူတဲ့အပြင်သမီးကြီးလည်းဖြစ်ပေမဲ့တခြင်းဥပိုင်ခွင့်မရတာကိုနားလည်ပေးတဲ့ဝန်ပပသိန်းနံအစရောကြီးတွင်နီသိန်းနံကအနုပညာလောကထဲမှာရှင်စစ်တောင်အောင်မြင်ခဲ့တဲ့အနုပညာရှင်ကြီးဖြစ်ပါတယ်။ရုပ်ရှင်စာပေဂီတစတဲ့နေပဲပေါင်းစုံမှာအောင်မြင်ခဲ့တဲ့အစရောကြီးဖြစ်တာကြောင့်အခုထိသူ့နာမည်ကကြော်ကြားနေပါတယ်။တွင်နီသိန်းနံကိုလွန်သွားခဲ့တာကိုပြည်သူတွေကနှမျောနေကြကြပြီးတော့တော်ရုံမျိုးပါမကျန်အပိမှုတွေကိုရရှိခဲ့တဲ့အစရောကြီးဖြစ်ခဲ့ပါတယ်။သူ့ရဲ့နာယီကတော့အစီကားဆုံးနာယီဖြစ်ခဲ့တဲ့ဆိုတဲ့အထိအပိတဲ့သူတွေများခဲ့ပါတယ်။ကိုသိန်းနံဆိုပြီးတော့ချစ်စနုခေါ်ကြတဲ့တွင်နီသိန်းန နိုင်ကုန်လွန်ပြီးတဲ့နောက်မှာတော့တချင်းမိုဘိုင်းခွင့်တွေကိုဘယ်သူတွေရခဲ့လဲဆိုတာကိုအားလုံးကစိတ်ဝင်စားခဲ့ကြပါတယ်။သူရဲ့အမှုပညာဖန်တီးမှုတွေကကြီးမားပေမဲ့အမှုပညာမိုဘိုင်းခွင့်တွေအားလုံးကိုရရှိထားသူကတော့ရွှေသိန်းနှံဖြစ်ကြောင်းတမိကြီးဖြစ်တဲ့ဝန်ပပသိန်းနှံကပြောပြလာခဲ့ပါတယ်။တွင်နေသိန်းနှံကအိမ်နောက်နဲ့ဆက်ကြခဲ့ပြီးဝန်ပပသိန်းနှံကပထမအမျိုးသမီးကနေမူဖွားခဲ့တာဖြစ်ပါတယ်။ရွှေသိန်းနှံကိုတော့ဒုတိယအိမ်တောင်ကနေမူဖွားခဲ့တာဖြစ်ပေမဲ့သူတို့ညီမတွေကတော့ဆက်ဆံရေးပြေလည်ကြပါတယ်ရှင်။တွင်နေသိန်းနှံကွန်လွန်တဲ့အချိန်မှာဒုတိယအိမ်နောက်ဖြစ်သူရဲ့လက်ထက်မှာဖြစ်တာကြောင့်မိုဘိုင်းခွင့်တွေအားလုံးကိုဒုတိယအိမ်နောက်ကရသွားပါတယ်။ ်ဒုတိယအမျိုးသမီးကကိုလွန်သွားပြီးတဲ့နောက်မှာတော့သူ့ရဲ့သမီးဖြစ်တဲ့ရွှေဤသိန်းနှံကိုပဲပေးလိုက်ကြပါဒါကြောင့်တချင်းနေနဲ့ပတ်သက်တဲ့ကိစ္စတွေကိုတော့ရွှေဤသိန်းနှံကပဲစီမံခန့်ခွဲတာဖြစ်ပေမဲ့ဝန်ပပသိန်းနှံကတော့အပြစ်မမြင်ခဲ့ပါဘူးရွှေဤသိန်းနှံနဲ့လည်းညီအမတော်ဆက်တာကြောင့်ညီမဖြစ်သူကတော်တဲ့အကြောင်းတွေကိုချီးကျူးလို့ရှိပြီးဖခင်ဖြစ်သူရဲ့တချင်းလေးကိုမပြောက်ပြက်သွားဖို့ပဲရည်ရွယ်ခဲ့ပါတယ်ရွှေဤသိန်းနှံကလည်းမူပိုင်ခွန်းကနေရလာတဲ့အကျိုးမြတ်တွေကတော်ဝက်ကိုဝန်ပပသိန်းနှံစီကိုလွှဲပေးတယ်လို့ပြောပါတယ်သူတို့ညီမတွေအချင်းချင်းကတော့တိုင်တိုင်းမင်းမင်းရှိကြပြီးတော့ဝန်ပပသိန်းနှံကမူပိုင်ခွန်းမရတာကြောင့်လည်းဘာမှမပြောခဲ့ပါဘူးပ ရမအိမ်အောင်ကနေမွေးလာတဲ့သမီးဖြစ်ပေမဲ့ဘဘဘသိန်းနန်ကမိုဘိုင်းခွင့်ကနေရတဲ့အကျိုးမြတ်တွေကိုရွှေသိန်းနန်စီကတခါမှလည်းမမေ့ခဲ့ပါဘူး။ဘဘဘသိန်းနန်ကဖခင်ဖြစ်တဲ့တွင်နေသိန်းနန်နဲ့လည်းရုပ်ချင်းဆင်တူနေပါတယ်။မျက်လုံးနှာခေါင်းနဲ့စကားပြောပုံတွေကအစတူညီနေလို့ဦးသိန်းနန်ရဲ့ကိုးပွားလေးအဖြစ်အားပေးကြပါတယ်။အရင်ကတော့ဘဘဘသိန်းနန်ကဖခင်ဖြစ်သူရဲ့တခြင်းတွေကိုမစိုးခဲ့ပေမဲ့အခုတော့ပွဲတွေမှာတည်ဆူနေပါပြီ။မိုဘိုင်းခွင့်မရပေမဲ့သူလည်းတွင်နေသိန်းနန်ရဲ့သမီးချင်းဖြစ်လို့ပွဲတွေမှာဖခင်ဖြစ်သူရဲ့တခြင်းတွေကိုပဲစိုးပါတယ်။တွင်နေသိန်းနန်ကိုလွန်သွားတာကြားပြီးဖြစ်တာကြောင့်သူ့ရဲ့တခြင်းတွေကိုပျောက်ပြယ်သွားမှလဲဆိုရင်လို့ထိန်းသိမ်း င်းထားပြီးတော့သူကိုယ်တိုင်လည်းပွဲတွေမှာဖျော်ဖြေလေးရှိပါတယ်။တွင်နေသိန်းနဲ့ရဲ့တမီးလို့ပြောလိုက်ရင်ရွှေသိန်းနဲ့ကိုအရင်ဆုံးပြင်းပြမိကြပေမဲ့ဝမ်ဘဘသိန်းနဲ့ကတော့မော်ကြွားတာမျိုးမရှိခဲ့ပါဘူး။အခုထိလည်းပွဲတွေမှာဖျော်ဖြေရင်အဖေဖြစ်သူရဲ့သချင်းတွေနဲ့ပဲဖျော်ဖြေရတာကြောင့်ကျေးဇူးရှင်အဖြစ်လေးစားနေစေဖြစ်ပါတယ်။ဝမ်ဘဘသိန်းနဲ့ရဲ့အမေလည်းလက်ရှိမှာတက်ရှိထင်ရှားရှိနေပေမဲ့မူပိုင်ခွင့်ကိစ္စတွေကိုတော့ဘာမှမပြောကြပါဘူး။မရှိတူရှိတူကြိုးစားလာပြီးအောင်မြင်လာပြီးမှဒုတိယအိမ်တော်ပြုတ်သွားခဲ့တဲ့တွင်နေသိန်းနဲ့ကိုလည်းနားလည်ပေးခဲ့သလိုမူပိုင်ခွင့်ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းနားလည်မှုအပြည့်ရှိသူဖြစ်ပါတယ်။ဒီလိုသဘောထားကြည့် မှုမျိုးကတော့တွယုံလူတွေမှာမတွေ့ရတဲ့လို့ဝန်ပပသိန်းနှံတို့တားမိရဲ့စိတ်ထားကတော့လေးစားလောက်စရာပါရှင်။ဂန်ရွှေအစရောကြီးတွင်နေသိန်းနှံကတော့ကိုလွန်သွားပြီဖြစ်ပေမယ့်သူတချင်တွေကတော့အခုတည်းလူတိများပြီးတော့ကလေးတွေကအစတိကြတာကလည်းသူ့ရဲ့အရှိန်အဝါကြီးမားမှုတစ်ခုဖြစ်ပါတယ်။ဝန်ပပသိန်းနှံကပွဲဒီမှာဖြောပြတဲ့အခါဖခင်ဖြစ်သူရဲ့တချင်တွေကိုပြည်သက်တွေရဲ့စိတ်ကြအတိုင်းဆိုပြလေးရှိပါတယ်။တွင်နေသိန်းနိုင်ရဲ့တမင်းကြီးဖြစ်အောင်သာမကနားလည်မှုလည်းအပြည့်အဝရှိတဲ့ဝဘဝသိန်းနိုင်ရဲ့စိတ်ထားလေးကိုသဘောကျလားဆိုတော့ကမမပြောခဲ့ပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်